ါခုပြောပြပေးပါမှာကတော့အာ fat what is fat api api ဆိုပါလေပေါ့နော် api ဆိုတော့ကြာကြာကြာတော့မော်တဲ့ခင်မီရဲ့ api fat ညံနေပေါ့နော် high performance လဲကောင်းနေအာ what framework တကူဖြစ်တယ်ပေါ့နော်ဘယ်မျိုးတည်ဆောက်ရဲကြာ api ကိုဟော python နဲ့တည်ဆောက်တဲ့အာရဲ့ what framework ဖြစ်တယ်ပေါ့နော်အဲဒီမှာ standard python တာဟီပါတယ်အပြင် forward base ပဲနေဖြစ်တဲ့ rounding node record to respond node အေးလုပ်လို့ရပါတော့ rounding ခေါ်လိုက်တဲ့အချိန်ကျရင် request လုံးပါလား response လုံးပါလား byte တဲ့လိုက်ပြီးပါကျွန်တော်တို့ data validation အတွက်နေလဲကောင်းရပါတော့ပြောသူသူကဘယ်လိုလုပ်လဲ DOC ကခေါ်မှသူရဲ့ file ပါလဲဆက်လို့ရတယ်နောက်ကြဒီ DOC ရဲ့လည်းခေါ်လို့ရတယ်ဘယ်မျိုးခေါ်လဲဆိုရင်ဒါဆိုရင် DOC ရဲ့ပဲခေါ်လာတာဒီနောက်ပုံမှာ DOC လို့ခေါ်လိုက်တာ ਨੇ ဒီကောင်မြင်ရရပါတော့ဒါကြောင့်ပေးတစ်ခု run ထားလို့ပေါ့နော် အပင် video ဆက်နဲ့လည်းပြန်မှကြည့်လို့ရပါတော့အဲဒီဥဆုံးပါဒါဆိုရင်အ simple fat api တခုပေါ့နော်ဒါ simple fat api တခုရေးထားတယ်အဲဒီအကြောင်းမပြောခင်အဲဒီအကြောင်းမရေးခင်ပေါ့နော်နောက်တစ်ခုပြန်မှပြောမှကြကြတော့ဒီကအာ ဒီကောင်တွေကိုကြာကြာကြာတော့ဓာတ်တွေကိုကြဘူးခေါ်လဲဆိုဓာတ်တွေက rounding လို့ခေါ်တယ်ဒီကောင်တွေက rounding နေအဲအကြောင်းကိုအသေးစိတ်ပြန်ရှင်းပြမယ်ပေါ့နော်အရင်ဆုံး program တစ်ခုရေးမယ်ပေါ့နော်အန်ဒီ program မရေးခင်ဘာလို့မလဲဆိုရင် virtual environment တစ်ခုတည်ဆောက်ရမှာပေါ့နော် virtual environment တည်ဆောက်မယ်ဆိုရင်အန်တာမီနယ်ဖွင့်ရမယ်ပေါ့နော် comment ကြီးနဲ့တာမီနယ်ဖွင့်လိုက်မယ် 见过那个。 ဒီမျိုးပုံစံဒီမှာ base အနေနဲ့ပေါ်မယ်ပေါ့နော် base အနေနဲ့ပေါ်ထားမယ် base အနေနဲ့ပေါ်လိုက်ဆိုရင်ဘာလို့မဆိုဘတ်ဂျူရီအမရမက်တကူတိစောက်ပေးရမယ်ပေါ့နော်ဘတ်ဂျူရီအမရမက်ကတိစောက်ကုန်ချင်းမတူဘူးပေါ့နော်ဒါအခုတိစောက်ပြမှာကြာကြာမတ်မှာတိစောက်ပြမှာပေါ့နော် ဝင်းဒိုမှာဆိုရင် virtual environment တိဆောက်တဲ့နေရှိရပေါ့နော်အမ virtual environment လို့ရှာရင်မကိုစနဲ့ကြိုက်လားမကြိုက်လားရှာကြည့်လို့ရရပေါ့နော် ChatGPT မှာပဲဖြစ်ဖြစ်ပြန်မှာဖြစ်ဖြစ်ရှာကြည့်လို့ရပေါ့နော်ဒါအကြကြမတ်မှာတိဆောက်ပြမှာပေါ့နော် Python myenn PEMV အပြင်အနောက်မှာကိုပေးခြင်းနဲ့ဟာပြလို့ရတယ်ရရပေါ့နော်ခုက VEMV ပဲပေးလိုက်မယ်ဒါမတ်မှာတိဆောက်တဲ့နေ့ အောင်သွားရဆိုရင်ဒီမျိုးပြရပါတော့ဒီမှာ v v ဆိုရဖိုင်လေးပေါ်လာရင်ဒါအောင်သွားရပေါ့နော် define အောင်သွားရဆိုရင် define ကိုဟိုအတိပိဖြစ်အောင်လုပ်ဖို့အတွက်လုပ်တဲ့ပေါ့နော်လိုရပေါ့နော်အတိပိမဖြစ်သေးဘူးဆိုရင်ဒီနေရာမှာ base ဆိုရဟာပဲပေါ်ရပေါ့နော်အဲ့တော့အတိပိလုပ်မယ်ပေါ့နော်အဒီဝေးလုတ်တဲ့နေရာလေအဲဝင်းဒိုးနဲ့မက်မှာမတူပေါ့နော်ဒါမက်မှာလုတ်တဲ့နေ ီဥစားလုပ်တော့တယ်ဒီနေရာမှာ base အနေမှာဘာပြောင်းလာလဲဆိုရင် dv mv အပြောင်းလိုက်ဆိုရင်အောင်လိုက်ပေါ့နော်အမကိုကပထမဆုံးစမ်းမကြောင်လို့ test ပိုင်းတစ်ခုတည်ဆောက်လိုက်မယ် test ပိုင်းတည်ဆောက်ပြီးပါတယ်ဆိုရင် file api တော့မှကြောင်လို့ file api ကို inso import လုပ်ဖို့လိုရပေါ့နော်ကျွန်တော် for file file api အဒီမှာ fat apn မတည်ဆောက်ခင်ဒီမှာ fat apn ကို install in ဆုံးလုပ်ရမယ်။ဘယ်ကနေတော့လုပ်မလဲဆိုရင်အဒီ website ကနေမှ install တော့လုပ်မယ်ပေါ့နော်။ fat apn website 5 ABM စက်တွေပေါ့နော်ဒီမှာဘယ်လိုတုံးရမလဲဆိုတဲ့ဟာတွေအကုန်လုံးပါတယ်ပေါ့နော်ဒီမှာဆို feature မရှိဆိုနေသူဘလိုလိုလို့ရတယ်ဆိုတဲ့အကြောင်းလေးရှင်းပြထားရပေါ့နော် cover API တရားလူကိုပုံသွားလိုက်မယ်တောင်းလို့ဟာမတွေ့တော့ ကွန်မန့်ကိုရိုက်ပေးရမယ်။ဒါဆိုရင် Amazon Fat API install လုပ်ပြီပေါ့နော်။ဘယ်မှာတော့လုပ်လဲဆိုရင်ဒီအဘဂျူရဲ့ environment ထဲမှာပဲတော့လုပ်တာနော်။ I want install လုပ်တာကြာနေ။ ေးဒါဆိုပြီးသွားရပါတော့ဆိုရင်ခေါ်တုံးလို့ရပြီ for fat api import fat api ပြီးသွားဆိုရင် add api ကိုခေါ်တုံးမှာကြောင်းတော့ကြာတော့ဖိုင်လိုက်မယ်ဆိုရင် add ဆိုရဲတစ်ခုတိစောက်ပေးလိုက်မယ် app ရော fat api ဒါဆိုရင် fat API ဒီစောက်ပြီးပါရေပေါ့နော်ဒီအောက်မှာဒီစောက်မှာဟာရီကဘာလို့ခေါ်လဲဆိုရင်အဲ route တွေပေါ့နော်ဒီအောက်မှာဆို route route ဆိုတော့ဘယ်မျိုးဟာလဲဆိုရင်အဲရှင်းပြမယ်ပေါ့နော် and ဒီပထမဆုံး route ဆိုရင်အဲ route ဘယ်လိုရေးမလဲဆိုရင် add အပေါ်က add. ဘယ်အကူညွန်လဲဆိုရင်ဒီအကူညွန်က add. ကိုကဒီမှာဘာလို့ချင်တာလဲပေါ့နော် အမ် data ရယူချင်တာလား data ပို့ချင်တာလား data ကိုဖျက်ချင်တာလား data အဲ့ဒီလိုချင်တာလားပုံမူဒီမှာ꿰ွားပေါ့နော်ကိုကကြောင့် home page ကိုခန်းနေပဲအရင်ဆုံးကြီးပြမယ်ပေါ့နော် တာပတာဘယ်လိုပြန်မလဲဆိုရင်သူကီနဲ့ဖဲလို့ဆိုမှပြန်တယ်ပေါ့နော်ဒီမျိုးကီရဲ့ဒီနံပါတ်မှာဖဲလို့ရယ်ပြန်ပုံစံနေနဲ့ပြန်ရမယ်ပေါ့နော်ဒီမှာ message ဆိုမှပြန်နိုင်မယ် ှာ hello world ဆိုမှပြန်လိုက်မယ်ပေါ့နော်ဒီကောင်ရန်ကျင်နေဆိုရင် blue run no mirror ပေါ့နော်တော့ fight ip ရမယ်ဆိုရင် program လဲဆို uvi uv ကိုနေရမယ် uvi c o r n uv ကို main အနောက်မှာပေါ့ main focus app data sheet တော့

sorry sorry uvi coi uvi con ta sẽ cú gì ta, test cú gì ta cho một thì test phải mà mà chạm một test test bị bị còn lại bị add test test e i e n o a đi, độ đi, độ tìm nhau xíu nó tụi mình phát miệng chạm một အဲဒီမျိုး reload ပြန်ဆွဲတင်နေဆိုရင်တော့တခါမှဆရာမလို့ reload ဆွဲတင်နေနေဆိုရင်အဲ control s ကိုနေလိုက်ရတယ် mouse ပါဆိုရင် command s ကိုနေလိုက်လို့ရတယ်အဲဒီမှာ application center copy လို့ဖြစ်သွားတယ်ဒီ user run out အောင်မြင်သွားပြီပေါ့နော် run out အောင်မြင်လိုက်ဆိုရင်ဒီ link ကိုဝင်မှချိမယ်ပေါ့နော်ဒီမှာ PNG မှာ hello world ဆိုမှထုတ်ထားပေါ့နော် rounding ဆိုဘယ်လိုမျိုးဟောက်ခေါ်လဲဆိုရင်ဒီမှာ file api မှာဆိုရင် ဒါ log in ဝင်ထားရပါတော့အပြင် feature ကိုတောလိုက်တဲ့ချိန်ကျရင်ဒီမှာဒီ feature ဆိုတဲ့ဒီအနောက်ကဟာလေးက browse ပေါ့နော်လောက်တောလိုက်မယ်ဆိုရင်ဒီလောက်ရောက်သွားတယ်အဲ့အရာတွေကိုဘယ်လိုခေါ်လဲဆိုရင် browse လို့ခေါ်ရပါတော့အဲ့နောက်တော့ browse တခုဖန်တီးမယ်ပေါ့နော်ဒါရကျနေတာကြောင့်ကဲဒီဥစားသေးသေးကရှင်းပြရအောင်ပတ်စလက် အမအဲဘာလို့လို့မဆိုရင် user C မှာတွားလိုက်မယ် စားပြီးတော့ပြန်လိုက်မယ်ဒါကို parents ရမလို့ဘောနော်ဘယ်လိုလုပ်မလဲဆိုရင်ပြန်မစေးလိုက် control အမရင် control အစနဲ့ပြန်စေးလိုက်ရပြီအဲ့ဆိုတော့ပြန်ဆက် run ရတယ် run night ဆိုရင်ခုနပေးကိုပြန်သွားမယ်ခုန run data ဒီမှာဒီမှာဒီမှာ run data အဲ့တော့နောက်မှာ rose ပြန်ခေါ်မယ်ဘောနော်ဘယ်လိုခေါ်မလဲဆိုရင်ဒီနောက်မှာ ခုနကဖောင်ရေးထားလဲဆိုရင် user ရေးထားကြမလို့ user ကိုခေါ်လိုက်မယ် user ကိုခေါ်လိုက်တဲ့အချိန်ကျရင်မှာ date is user page ဆိုမှပေါ်ရမယ်အကိကွာဒီမှာမရှိရဟာရေဂျိုးလို့ခေါ်မယ်ဆိုရင်မရှိရဆိုရင် not found လို့ပြမယ်ပေါ့နော်ဒါဆိုမတိဆောက်ထားတဲ့ဟာရေပေါ့နော်ဒီကောင်လေးကိုဘာလို့ခေါ်လဲဆိုရင်အဲ browse လို့ခေါ်ရပေါ့နော်